မြန်မာနိုင်ငံမှာအပြည့်အခက်ရစဲနိုင်ရေးအတွက်ပုတ်ရဟန်းမင်းကြီးကတိုက်တွန်းတောင်းဆိုခဲ့တယ်လို့ယူကရိန်းအပါအဝင်စစ်ဘေးသင်နယ်မြေတွေငြိမ်းချမ်းရေးအတွက်လည်းဆုတောင်းပေးခဲ့ပါတယ်။အောက်တိုဘာ19ရက်နေ့က Vatican မှာရှိတဲ့စိန့်ပီတာယဉ်ပြင်ရဲ့ဝတ်ပြုဆွေးမှုစီစဉ်ပြီးမှပုတ်လီယို14ဟာကမ္ဘာငြိမ်းချမ်းရေးအတွက်လည်းဝတ်ပြုသူတွေနဲ့အတူဆုတောင်းပေးခဲ့ပါတယ်။ Roman Catholic Christian ဘာသာရေးရဲ့ထုတ်ကောင်ပုတ်ကိုကြီးက2021နှစ်စံပိုင်းကစလို့စစ်မီးတွေတောက်လောင်နေတဲ့မြန်မာနိုင်ငံမှာ အပြည့်အခက်ရက်စဲနာရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။အယက်သားဧရိယာတွေအခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားတဲ့ဘုံကျဲမှုတွေနဲ့လက်နက်ကိုင်းပဋိပက္ခတွေကိုစန့်ကျင်ရပ်တည်ကြောင်းလဲထပ်ပြီးပြောဆိုခဲ့တယ်လို့ထိခိုက်နာကျင်ခဲ့ရတဲ့ပြည်သူတွေနဲ့ထပ်တူဝမ်းနေမိကြောင်းလဲပုတ်ကဆိုပါတယ်။သူ့အနေနဲ့ထိရောက်တဲ့အပြည့်အခက်ရက်စဲရေးသဘောတူညီမှုတစ်ခုကိုအမြန်ဆုံးဖော်ဆောင်နိုင်ဖို့လှိုက်လိုက်လဲလဲတောင်းဆိုကြောင်းမြမအရေးနဲ့ပတ်သက်လို့ပုတ်ကပြောကြားခဲ့ပါတယ်။ပုတ်လီယိုက မြင့်မြတ်နေမည်အဖြစ်သတ်မှတ်ရာအစ္စရေးပါလက်စတိုင်းဆက်ဆက်ဒေသတွေယူကရိန်းနဲ့ကမ္ဘာအနှံ့ကစစ်ဘေးတွင်နေမည်တွေမှာအထုရှိတည်တံ့တဲ့ငြိမ်းချမ်းရေးရရှိလာဖို့အတွက်လဲဆုတောင်းပေးခဲ့ပါတယ်။တရားမျှတပြီးအရှိတည်တံ့တဲ့ငြိမ်းချမ်းရေးမျိုးကိုကမ္ဘာကောင်းဆောင်တွေကအားထုတ်ရှာဖွေကြဖို့အသည့်အမြင်နဲ့စွဲမြဲအားထုတ်မှုမျိုးဖျားသခင်ပေးသနာဖို့ဆုတောင်းကြောင်းပုပ်ယဟန်မင်းကပြောပါတယ်။အသက်80အရွယ်ပုပ်လီယိုကပုပ်ယဟန်မင်းရာထူးမှာတင်မြှောက်ခြင်းခံရတဲ့ပထမဆုံးအမေရိကန်နိုင်ငံသားပါ။ အရင်ပုတ်ရဟမင်းကြီး Francis ကွယ်လွန်သွားပြီးတဲ့နောက်မေလ၈ရက်နေ့ကစလို့ပုတ်လီယိုကအရရာဆက်ခံခဲ့တာလည်းဖြစ်ပါရဲ့ရှင်။